2025ခုနှစ် ါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမှုကိုပြက်ပြားစေရန်ရည်ရွယ်ပြီးလူမှုကွန်ရက်ဆောင်ရွက်တာများအများပြည်သူဆိုင်ရာနေရာများမှာဟောပြောခြင်းပြောဆိုခြင်းစီယုံလှုံ့ဆော်ခြင်းဆန္ဒပြခြင်းစာရေးသားခြင်းရုပ်ပုံပိုစတာများချိတ်ဆွဲခြင်းစသည်တို့ဖြင့်နှောက်ရှက်ဟန်တာဖျက်ဆီးခြင်းများရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းရှင်များအားထိခောက်ပျက်စီးအောင်နှောက်ရှက်ဟန်တာဖျက်ဆီးခြင်းပြုလုပ်သူများအားလုံခြုံရေးတပ်ဖွဲ့ဝင်များကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ွများကိုနောက်ဆက်ဟန်တားခြင်းမှကာကွယ်ပေးဥပဒေနှင့်အညီထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပါသည်အဲလိုဆောင်ရွက်လျက်ရှိရာနိုဝင်ဘာလ14ရက်နေ့မန္တလေးပိုင်းမှာ တင်ကန်းကျွန်းမြို့မှာရဲစခန်းမှာတပ်ဖွဲ့ဝင်များပါဝင်တဲ့ဘူးပေါင်းဖွဲ့တွေနေပြည်တော်လှည့်ကင်းဆောင်ရွက်နေစဉ်ရန်ကုန်တိုင်းဒေသကြီးတင်ကန်းကျွန်းမြို့နယ်လေးတောင်ကန်ရက်ကွယ်လေးတောင်ကန်လန်းနယ်ဥပဟန်လန်းတောင်ရှိပန်းချံပါ site တူထားတဲ့ပြည်တော်စုချန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးပါတီစိုင်းပုတ်တစ်ခုဘူကန်ကျွန်းရက်ကွယ်ရှိလေးတောင်ကန်လန်းနယ်ဇဗူရိတ်လန်းတောင်မှာ site တူထားတဲ့ပြည်သူပါတီစိုင်းပုတ်တစ်ခု သူမင်္ဂလာရက်ွက်ရှိ လေးတော့ကန်လန်းနဲ့သူမင်္ဂလာလန်းတောင်ဇဝနလန်းဆောင်မှာစိုက်ထူထားတဲ့ပြည်သူပါတီဆိုင်းဘုတ်တခုနဲ့ပြည်သူရှေ့ဆောင်ပါတီဆိုင်းဘုတ်တခုတို့အားဖြိုလဲဖျက်ဆီးနေကြောင်းတည်င်းအရာပါတီဆိုင်းဘုတ်များဖျက်ဆီးခဲ့တဲ့တရားခံများအားဖမ်းဆီးရပြည်နိုင်ရေးဆောင်ရွက်ခဲ့ရမှာပြည်မှုကျူးလွန်ရမှာပါဝင်သူတင်ကန်းကျွန်းမြို့နယ်ရန်အောင်ရက်ွက်နေရွှေလင်းဦးနယ်ဘိုကန်ကျွန်းရက်ွက်နေခိုင်မင်းကိုတို့နှစ်ဦးအား အဲ့ဒီနေ့မနက်မှာအခင်းပြရာနေရာအနီးဦးစံပေရက်ွယ်ဘရက်နောင်လမ်းမှာလကောင်းရန်အောင်ရက်ွယ်နေသူများဖြစ်တဲ့စွမ်းထက်အောင်အားမနက်၄နာရီ၅မိနစ်မှာရန်အောင်ရက်ွယ်ရန်အောင်လမ်းရှိ၎င်းရဲ့အတော်ဖြစ်သူနေအိမ်မှာလကောင်းချစ်လင်းကိုအားမနက်၅နာရီချိန်မှာဘိုးကံညွန့်ရက်ွယ်ဇဘူကျက်တေဆောင်လမ်းရှိ၎င်းရဲ့အသည့်ဖြစ်သူနေအိမ်မှာလကောင်းအသေးသေးဖမ်းဆီးရမိခဲ့ပါလိမ့် ယခုလိုလွတ်တော်ကိုယ်စားလှယ်လောင်းများအားဥပဒေနှင့်အညီမဲဆွဲစည်းရုံးခြင်းမပြုနိုင်စေရန်စိုက်တူထားတဲ့ပါတီကိုယ်စားလှယ်လောင်းများရဲ့ပါတီဆိုင်ဖို့များအားဖျက်ဆီးပြီးချင်းချောက်ဟန်တန်းခြင်းများပြုလုပ်ခဲ့သူချစ်လင်းကိုပါလေးဦးအားတင်ကန်းကျွန်းမြို့မှရဲစခန်းပါဆောင်239မြန်ဆောင်2025ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲများကို နောက်ရှက်ဟန်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှ24ကကြီးဖြင့်အမှုဖွင့်ပြီး ထိရောက်ပြစ်ဒဏ်ရရှိရေးဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာဟာတီဆိုင်ဘုတ်ဖြစ်စည်းသူ၄ဦးအားရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့်ဖမ်းဆီးအရေးယူ2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုပြက်ပြားစေရန်ရည်ရွယ်၍ပါတီကိုယ်စားလှယ်လောင်းများ၏ဆိုင်းဘုံများအားဖြစ်စည်းခဲ့သူလေးဦးအားရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေနှင့်အညီဖမ်းဆီးအရေးယူထားကြောင်းသိရသည် နိုဝင်ဘာ14ရက်နေ့နက်ပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီးတင်ငန်းကျုံမြို့နယ်အတွင်လက်ကဲဆောင်ရွက်နေစဉ်ပူပေါင်းအဖွဲ့မှဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီးဖြက်စီးခံရသည့်ဆိုင်းဘုံများတွင် ပြည်တော်စုကြက်ခိုင်ရင်းနှင့်ဖွံ့ဖြိုးရေးပါတီပြည်သူ့ပါတီနှင့်ပြည်သူ့ရှေ့ဆောင်ပါတီတို့၏ဆိုင်းဘုံများပါဝင်သည်။ရွှေလင်းဦး20ခိုင်မင်းကို20စွမ်းထက်အောင်19နှင့်ချစ်လင်းကို 28လို့ပါဝင်သည့်အဆိုပါ၄ဦးအားတင်ငန်းကျုံမြို့မှရဲစခန်း၌ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနောက်ရှဟန်တာဖျက်ဆီးခြင်းမှာကာကွယ်ပေးရေးဥပဒေပုံမှန်24ကဖြင့်အမှုဖွင့်ပြီးထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်